်စိတ်မကောင်းဖြစ်တာလေ။ဘာလဲပါအရန်ဝမ်းသာသွားတယ်ဆိုတော့ဘလောက်ထိဝမ်းသာလဲတော်တော်များပါ။အာဘလောက်ထိဝမ်းသာလဲဆိုတော့စိတ်ကအရန်နှုတ်ချပြီးတော့စေကန်းအောင်ရောက်သွားတယ်။စေကန်းအောင်ရောက်ပြီးအကျော်သေးတွေပဲတော့သူတွင်ရတယ်။အရန်စိတ်လှုပ်ရှားပြီးတော့တခါလေပထမကသူကတော့သူ့အလုပ်နဲ့သူပေါ်တော့မလာနိုင်ဘူးကမပါတော့ဘူးလေဆိုတော့တော်တော်စိတ်ထိခိုက်သွားတယ်။နေရနေလဲကြာတော့တခါလဲ तू อ่ะ ပါမယ်လဲဆိုတော့ဘလို့ဝင်းတာပါမှမသိဘူးတခါလဲအကျန်ကိုယ့်လောက်ဝင်းတာတဲ့လူတော့မရှိတော့ဘူးလို့ထင်တာပေါ့နော်အေးအရင်ကတော့တောက်စားနေတာပေါ့နော်တောက်စားနေတော့လေသူ့ဘဝလေးနဲ့သူပေါ့ဒါပေမဲ့နောက်ပိုင်းလဲကျတော့သူကအတောက်စားတွေပါလေဘာမှမရှိတော့ဘူးမလားဘာမှမရှိတော့တဲ့အတွက်မိဘတရားမအေးတရားအနေနဲ့ ်ရင်ထဲမှာအရန်လိုက်လိုက်လဲလဲနဲ့အရန်ဘလို့ဝင်းတာမှမသိဘူးအခုတော့ဖရားတရားလုပ်တယ်ဖရားတရားလုပ်တယ်ကောက်ခုကုတော်တွေလုပ်နေတယ်အလူတန်းတွေလုပ်နေတယ်အဲဆိုတော့ဟိုနေတော့ပို့ပြီးတော့ဝမ်းသာပီတိဖြစ်ရတာပေါ့နော် ကျွန်တော်ရဲ့တဦးဒီတော့ကျေးဇူးကျွန်တော်ဘဝကြီးဒါကျွန်တော်ရဲ့မူသမီးကြီးကျေးဇူးရှင်မိပါအမေနာမည်လေးနဲ့မိဆက်အမေနာမည်ကတော်တီတီကြီးလို့ခေါ်ပါတယ်ဒီနေ့ဘွယ်လေးလုပ်ဖြစ်ပါမယ်ဒီနေ့အမေရဲ့မွေးချင်းမွေးထားတဲ့နေရာမှာ၄ယောက်ပေါ့၄ယောက်ထဲမှာအကြီးဆုံးအမကြီးမိုးဖြူဖြူဝင်သူကတိုင်းတစ်ပါးမှာသူအလူလေးလုပ်ချင်နေဆိုလို့ရဟန်းခံရှင်ပြုအလူလေးလောက်တာအမေနဲ့တိုင်ပြီးပြီးတော့ လူတောင်ရွက်နေကြပထမတော့ကိုကြီးမပါဘူးကိုကြီးကလည်းမဝေဘူးလို့ပြောထားပြီးသားလေဖိတ်တာတဲ့တော့ကိုကြီးမပါဘူးဒါကြောင့်အမေကနည်းနည်းတော့တိတ်ညစ်သွားတော့ပေါ့မပါဘူးသူဖြစ်နေချင်းအဲ့ဒါနဲ့၁၉ရက်နေ့ကမေတို့ကဲမေသနာဖြည့်ဆည်းပေးမယ်ဒါပါဝတ်မယ်ဆိုတာအမပြောပါမမကြီးရောသူတို့နှစ်ဦးသနာပေါ့မမကြီးဆုံး မီးကပြောမိပါအောင်ပထမဆုံးကတော့အမေကတားမပါလို့ဆိုပြီးစိတ်တမကောင်းဖြစ်နေတယ်စိတ်မကောင်းဖြစ်တာလေပါလဲပါရမ်းဝမ်းတာသွားတယ်ဆိုတော့ဘယ်လောက်ထိဝမ်းတာလဲပြောပြပေးပါအောင်ဘယ်လောက်ထိဝမ်းတာလဲဆိုတော့စိတ်တွေအရန်လှုပ်ရှားပြီးတော့သေးကန်းအောင်ရောက်သွားတယ်သေးကန်းအောင်ရောက်ပြီးအကျော်သေးတွေပါတော့သွားတွင်ရတယ်အရန်စိတ်လှုပ်ရှားပြီးတော့တခါလဲပထမကသူကတော့သူ့အလုပ်နဲ့သူပေါ့နော်မလာနိုင်ဘူးကွာမပါတော့ဘူးလေဆိုတော့တော်တော်စိတ်ထိခိုက်သွားတယ်အဲ16နှစ်ရနေလဲကြာတော့တခါလဲသူက ါမယ်လဲဆိုတော့ဘယ်လိုဝင်းတာသွားမှမသိဘူးတခါလဲအကျန်ကိုယ့်လောက်ဝင်းတာတဲ့လူတော့မရှိတော့ဘူးလို့ထင်တာပေါ့နော်အဲအဲ့နဲ့ဆေးကန်းရောက်သွားတယ်ဒါဆိုရင်အန်ဒီကဝမ်းတာဒါဒုတိယအချိန်ထင်တယ်ဘာဖြစ်လို့ဆိုတော့ကိုကြီးအရင်ကစိုးတန်းနေတဲ့အချိန်မှာလည်းအန်ဒီစိတ်မိခဲ့ရတယ်လေဟုတ်ကဲ့ကိုကြီးကလိမ္မာပါတယ်လိမ္မာသွားတယ်ဒုတိယကဝမ်းတာချင်းတော့ဘယ်လိုဝမ်းတာချင်းလို့လဲခံစားရလဲပြပြပြပါဦးဘယ်လိုလဲ သာတော့မသာတော့ဟိုသူကအရင်တော့ကတော့တောက်စားနေတာပေါ့နော်တောက်စားနေတော့လေသူ့ဘဝလေးနဲ့သူပေါ့ဒါပေမဲ့နောက်ပိုင်းလည်းကျတော့သူကအတောက်စားတွေပါလေဘာမှမရှိတော့ဘူးမလားဘာမှမရှိတော့တဲ့အတွက်မိဘတရားမအေးတရားအနေနဲ့ရင်ထဲမှာအရန်လိုက်လိုက်လဲလဲနဲ့အရန်ဘလို့ဝင်းတာမှမသိဘူးတတော်ဝင်းတာလားကိုဘဝမှာဒါဝင်းအသာဆုံးပဲပထမဆုံးသူ့အတွက်ပေါ့နော်ဝင်းအသာဆုံးပဲတားလေးကလိန်မာသွားတဲ့အတွက်အခုတော့ဖရာတရားလုပ်တယ် ဖျားတရားလုပ်တယ်ကောင်းမှုကုသိုလ်တွေလုပ်နေတယ်အလူတန်းတွေလုပ်နေတယ်အဲဆိုတော့ဟိုနေတော့ပို့ပြီးတော့ဝမ်းသာပီတိဖြစ်ရတာပေါ့နော်တော်လို့ဆိုဆိုချစ်တယ်ဆိုတော့အချစ်တယ်အခုလိမ္မာတော့အခုပလောက်ကြီးပေါ်ချစ်လာတယ်အဲဟိုသားသမီး၄ယောက်ရှိတယ်ပေါ့နော်သားသမီး၄ယောက်ရှိတဲ့နေရာမှာ तू ကသားလေးတစ်ယောက်တည်းပါတော့သူ့ကိုတော့ပို့ချစ်ကြတာပေါ့တော့ပို့ချစ်ရတာပေါ့နော်ပို့ချစ်ရတယ်မအေးရတယ်သားရှိမှသားရတယ်မအေးရှိမှပေါ့နော်အဲ့တော့ဟို ဘလို့ပြောမှာလဲ။ကိုရအောင်မေးရဆန္ဒကိုဖြည့်စည်းပြီးတော့အဲ့ဒါအမေကစပရိုက်တက်လိုက်တယ်လို့ပြောတော့အဲစပရိုက်တက်လိုက်တာကိုကြီးကရေးနေဝါနာပီတီနဲ့ဘယ်လောက်ထိကိုကြီးကုတူရတော့လဲဆိုတော့ပြပြမှာမမတော့ပရမမဝေဦးဆိုတော့သိတယ်အမေစိတ်စိတ်ဆင်းရဲသွားမယ်ဆိုတော့သိတယ်ပြီးတော့မမကြီးလည်းစိတ်ဆင်းရဲသွားမယ်ဆိုတော့သိသူကဖြစ်စေချင်တာကိုကဝတ်စေချင်တော့ဒါပေမဲ့အလုတ်တစ်ဖက်နဲ့ဆိုတော့လေကိုကြီးဟိုနယ်တွေရောက်နေမှာဆိုတော့ ွားနေမှာဆိုပြီးတော့အခုကလည်းဒီငလင်ပေးတင်တော့လေအိုက်ပီယူတွားရောက်ပြီးတော့ပန်မှုပူလူတန်းနေတာပေါ့အဲ့ဒါကြောင့်ကျွန်တော်ကခကြီးလွန်နေမှာဆိုမွေးဖြစ်ဘူးလို့မေးလို့သားတို့တိုက်နေကြတယ်ဆိုအဲ့မှာငြိမ်သွားတယ်သိတယ်ငြိမ်သွားအခုအဲ့ဒါတက်ကုတ်နေတဲ့ကြာမှာကဲမေးဘမဒီမားတဲ့ဟိုဟာအလူသက်လုံတယ်မေးကသားပြောမလို့လို့ပြောတယ်အမေဖြစ်နေခြင်းနဲ့သန္တာမမကြီးဖြစ်နေခြင်းနဲ့သန္တာကိုဒါဖြစ်ပေးမယ်။ဒါပါဘုံကြီးဟဲ့နူတကယ်လားတဲ့ တကယ်ပြောတော့အမလီဝမ်းသာလိုက်တော့ဟဲ့ဘာကြောင့်လဲမှာဒါပေမဲ့ तू က तू ကမဝေးတော့မဝေးဖြစ်တော့ပြီမဲ့အဖွားသူ့အတွက်အဲ့ဒါအကုန်ဆင်လာတာဝယ်ထားတာသူ့အတွက်အကုန်ဒဇင်နဲ့ဝယ်ပြီးတာဝယ်ပြီးသားသူတို့အခုရဟန်းနေဆိုအကုန်ဆင်တူတွေပေါ့သူ့အတွက်အဆင်သင့်ပဲပေါ်ရအောင်ပြပြပေးပါဦးခင်ဗျာရွေးမယ်ပေါ့နော်ဒါနာမှာမိခင်အတွက်ကျေးဇူးဆက်တဲ့အနေနဲ့ခင်ဗျာတော့ဝယ်ပေးစေကြပါလေပေါ့ပေါ့တရ300 900 700ရရှိတာပေါ့

သူကသူလည်းဝမ်းသာမယ်အမေလည်းဝမ်းသာမယ်ကျွန်တော်လည်းဝမ်းသာမဟုတ်လားသူတို့ချွေးနေတာနဲ့လေသူတို့တနေကုန်တနေက နိုင်ငံခြားတိုင်းတစ်ပါးမှာလှုပ်တယ်သူကလွယ်တာမဟုတ်လေမြန်မာပြည်လိုမဟုတ်ဘူးလွယ်တာမဟုတ်ဘူးအဲ့ဒါကြောင့်သူလည်းပို့ပြီးတော့ပြီးပြီးဖြစ်မယ်ဝမ်းသာမယ်ပင်ပန်းမှုတွေရှားထားတဲ့ပတ်စံတွေတဲ့ဟိုသာသနာတစ်ချမ်းပေါ်ပြုလိုက်တော့ဆိုတော့ဒါကြောင့်သူလည်းပြည်သိဖြစ်မှာကျွန်တော်လည်းပြည်သိဖြစ်ပါတယ်။နောက်နေ့နောက်နေ့တွေမှာလည်းဒီတဲ့မကလူနိုင်ပါသေးပဲ ပုံမှန်ယူကိုတူတောင်းပေး